အခုဗီဒီယိုမှာတော့အခန်း၃ရဲ့ grammar note လေးတီကိုဆက်ပြီးတော့လေ့လာကြပါမယ်เนาะအဲ့တော့အရင်ဆုံးမှာကျင်တာကအခု grammar note လေးတီကိုမနေ့လာခင်မှာကိုရီကအရင်ဆုံးကိုတိုဘာလေးတီကိုစက်မှန်သိချင်ပါလေကိုတိုဘာကိုရသွားပြီးကိုရီတကယ်ရသွားပြီးပိုင်နိုင်သွားပြီးဒီလိုအချိန်ကြီးရောက်မှသာ grammar note လေးတီကိုလေ့လာပေးပါเนาะဘာဖြစ်လို့လဲဆိုတော့ grammar note ကြီးကိုပဲကိုရီကကြည့်ထားမယ်ဆိုရင်ကိုတိုဘာမသိတဲ့အတွက်စကားပြောတဲ့အခါမှာစာရီဖတ်တဲ့အခါမျိုးမှာမပြောနိုင်ပါဘူးမသိနိုင်ပါဘူးအဲ့တော့ ခရမနှုတ်ကိုမကြည့်ခင်မှာအယုံဆုံးခွတ်တိုးပါလီတွေကိုတက်ဆိုင်ရန်အခန်းရဲ့ခွတ်တိုးပါလီတွေကိုအယုံဆုံးစက်မှတ်ပြီးပါနော်ပြီးတော့မှအခန်းတစ်ခန်းစီတက်ဆိုင်နေဂရမနှုတ်လေးတွေနဲ့တွဲပြီးတော့ကြည့်စီခြင်းပါတယ်နော် အဲ့ဆိုရင်အကူအခန်းတုံးရဲ့ grammar နဲ့ကလေးတွေကိုကြည့်လိုက်ကြမယ်အခန်းတုံးမှာဘာအကြောင်းကိုသင်ရမှာလဲဆိုတော့သူကနေရာကိုညွှန်ပြတဲ့စကားလုံးလေးတွေကိုသင်ရမှာပါဟုတ်ပြီနော်အဲ့တော့နေရာကိုညွှန်ပြတဲ့စကားလုံးလေးတွေကိုလည်းအခန်းတုံးရဲ့ခွတ်တိုးပါအပိုင်းမှာချက်ခဲ့ပြီးပြီးအကူ grammar နှုတ်မှာလည်းနေရာကိုဘယ်လိုညွှန်ပြမလဲဘယ်လို pattern ညွှန်ပြလို့ရရလဲဆိုတာကိုကြည့်ပါမယ်အဲ့တော့ဒီအခန်းတုံးမှာအရေးကြီးဆုံးလေးနေရာကိုညွှန်ပြတဲ့စကားလုံးလေး၃လုံးပါလဲဆိုတော့ခိုခိုဆိုခို အာဆိုးခိုလို့ခေါ်တဲ့စကားလုံးလေးတုံလုံးရှိပါမယ်။အဲ့တော့ပထမအဦးဆုံးခိုခိုလို့ခေါ်တဲ့စကားလုံးလေးကြည့်ကြမယ်။ခိုခိုဆိုတဲ့စကားလုံးလေးကိုဘယ်လိုမှသုံးလဲဆိုတော့ပြောတဲ့သူနဲ့အနည်းဆုံးမှရှိတဲ့နေရာကိုညွှန်ပြခြင်းရင်ခိုခိုနဲ့သုံးပေးပါမယ်။စကားပြောတဲ့သူနဲ့အနည်းဆုံးမှရှိတဲ့ယုံကန်စာသင်ကန်အဲ့ဒီနေရာကိုညွှန်ပြခြင်းရင်ခုတ်ခုံနဲ့ပြောပေးမယ်။နောက်တစ်ခုကစုတ်ခုံ ိုးခွာကြတော့နားထောင်တဲ့သူနဲ့နီးတဲ့နေရာမှာရှိတဲ့နေရာကိုညွှန်ပြရင်စိုးခိုနဲ့ညွှန်ပြပေးမယ်။နောက်ဆုံးတစ်ခုအာစိုးခိုအာစိုးခွာကြတော့ပြောတဲ့သူရောနားထောင်တဲ့သူရောနှစ်ယောက်တစ်လုံးရဲ့အဝေးမှာရှိတဲ့နေရာကိုညွှန်ပြခြင်းရင်အာစိုးခိုနဲ့ ညွှန်ပြပေးမယ်။ဒီသုံးလုံးကနေရာတွေကိုညွှန်ပြတဲ့စကားလုံးသုံးလုံးပါ။နေရာအဝေးအနီးပုံမူတည်ပြီးတော့ခိုခိုဆိုခိုအဆိုခိုဆိုတဲ့စကားလုံးလေးသုံးလုံးကိုတက်နော်တို့လေးသုံးပြပါမယ်နော်။အဲ့ဒါကိုမှကိုရီကဗမာလေးဘေးနေရာလေးဆိုပြီးတော့မေကွန်လေးမေးချင်နေဆိုရင်ဒိုခိုဆိုတဲ့စကားလုံးလေးနဲ့မေးပြရမယ်။ဟုတ်ပြီနော်။ခေရင်ခိုခိုဆိုခိုအဆိုခိုနဲ့ဖြေမေးခွန်းမေးမယ်ဆိုရင်ဒိုခိုဆိုတဲ့စကားလုံးလေးနဲ့မေးပြရမယ်။အဲ့တော့အောက်ကလေးမှလေးတစ်ချက်လောက်ကြည့်ပြီး ပါခိုးခုံအစိုးကိုအာစိုးခုကိုစာကြောင်းတွေရဲ့အရှိဆုံးမှာထည့်ပြီးတော့တုံးတဲ့ခါကျရင်ဒီနေရာကလို့အဲ့ဒီနေရာကလို့ဟိုးကနေရာကလို့ပြောချင်ဝါနဲ့ကတ်သုံးလာမျိုးရှိပါတယ်နော်အဲ့တော့ဝါနဲ့လေကတ်သုံးလဲဆိုရလေးမှတ်ထားပေးပါအဲ့တော့အောက်ကဥပမာလေးနဲ့တွဲပြီးတော့ကြည့်ကြမယ်ခိုးခုံကဂျီမူရှော့ဒစ် ဒီနေရာကားတဲ့ရုံကန်ဖြစ်ပါလေတဲ့ဒီနေရာဆိုရက်ခုတ်ခောဝါလူရေးလိုက်တဲ့နောက်တစ်ခုယမရာဆံဝဒုခိုဒက်စကား ယမဒဆံကဗမာလေးတဲ့ဒီမှာဆိုရင်ယမဒဆံကတက်ရှိလူကိုမေးတာလူတက်ရှိတရှိတဲ့နေရာကိုမေးစင်တာဖြစ်တဲ့အတွက်ဒုခိုဒက်စကာဆိုပြီးမေကွန်စကလုံးဒုခိုတုံးနေအနောက်ကမေကွန်စာချောင်းဖြစ်ခြင်းတဲ့အတွက်ဒက်စကာဆိုပြီးတော့ရေးလိုက်တဲ့အတွက်ဒုခိုဒက်စကာဆိုရင်ဗမာလေးဆိုတဲ့အဓိပ္ပာယ်လေးဖြစ်သွားတာနော်နောက်တစ်ခုတိုရှောခံဝအဆိုခိုဒက် ိုလျှောခန့်စွာစာကြီးတိုက်ကိုပြောတာစာကြီးတိုက်ကဟိုးဘက်မှာဆိုတော့စာကြီးတိုက်ကအဝေးမှာရှိတာဖြစ်တဲ့အတွက်သူကအာဆုခုနဲ့ပြောပြလိုက်တယ်နော်အဲအဆိုရင်ဒါလေးကတော့ခုတ်ခုတ်ဆုခုတ်အာဆုခုတ်ရဲ့အတုံးလေးပါပြီးရင်မိကုံမိချင်ရင်ဒုခုနဲ့တုံးပြီးမယ်အဲ့တော့နောက်တစ်ခုလေးစက်ကြည့်ကြမယ်နောက်တစ်ခုကကြတော့သူနဲ့စင်တူယူမလေးမှားတက်တဲ့ခိုချီရာဆိုချီရာ အာချီတာဆိုရဲအတုံးလုံးလေးအဲ့တော့သူတို့တုံးလုံးကကြတော့ပို့ပြီးတော့ယင်ကြည့်တဲ့အတုံးလေးနော်ခိုတိုးပေါက်မှာချက်ခဲတုံးကလည်းပါပြီးသားဆိုတော့တိတ်ပြီးတော့အထုတလေတော့မတိမွှာမဖြစ်လိုက်တော့ဘူးထင်ပါတယ်နော်အဲ့တော့ခိုချီတာဆိုချီတာအာချီတာဆိုရင် ပို့ပြီးတော့ယင်ကြည့်ရဲ့အတုံးလုံးလေးပါခိုချီတာဆိုရင်ပြောတဲ့သူနဲ့နီးတဲ့နေရာကိုညွှန်ပြတာဆိုချီတာဆိုရင်နားထောင်နေသူနဲ့နီးတဲ့နေရာကိုညွှန်ပြတဲ့အခါမှာတုံးမယ် အာချီရာဆိုရင်တော့နှစ်ယောက်တစ်လုံးရဲ့အဝေးမှာရှိတဲ့နေရာကိုညွှန်ပြတဲ့အခါမှာတုံ့ပေးပါမယ်။ အဲ့တော့အပေါ်ကခုခုစုခုအစုခုထက်စာရင်တော့ပိုရင်ကြီးတဲ့အတော့နှုံးလေးပါနော်အဲ့ဒါကိုမှကိုရီးယားဗမာလေးလို့မိကုန်မိခြင်းဒုခုထက်ပိုပြီးရင်ရင်ကြီးကြီးလေးမိခြင်းဒိုချီရာလို့ခေါ်တဲ့မိကုန်လေးနဲ့မိလို့ရတယ်ဒိုချီရာဒက်စကာဒါဆိုရင်ဘယ်ဗမာလေးလို့အဲ့ဒါကပို့ပြီးတော့ရင်ကြီးတဲ့အတော့နှုံးနော်ဒိုခိုဒက်စကာကြတော့ရိုးရိုးတုံးနေပုံစံလေးပါအဲ့တော့အောက်ကလေးမှာဆက်ပြီးတော့ကြည့်ကြမယ့် အဲ့တော့နောက်တစ်ပိုင်းကကြတော့ဘာလေးကိုအကြောင်းကိုသိရမလဲဆိုတာကြည့်ကြည့်ပါအဲ့ဒီလိုမျိုးဒိုချီရာဒက်စကာကို အရှိမဘာဒီနဲ့တွဲပြီးတွေ့ရင်လဲဆိုတော့ခွန်နီစရေနိုင်နံခါအီရှာလို့ခေါ်တဲ့ကုမ္ပဏီရဲ့ ဒါယီကခုလိုခေါ်ရတက္ကသူရဲ့အဲ့ဒီသုံးလုံးရဲ့အနောက်မှာဒူချီတာဒက်စကာဆိုပြီးတော့မိကုံးလေးမီးထတာတွေ့တယ်ဆိုရင်နိုင်နန်ကဘယ်ဘက်မှာလဲကုမ္ပဏီကဘယ်ဘက်မှာလဲတက္ကသူကဘယ်ဘက်မှာလဲဆိုပြီးတော့နေရာကိုမီးတာမျိုးမဟုတ်ဘူးဘယ်တိုင်းမြင်လဲဘယ်ကုမ္ပဏီလဲဘယ်တက္ကသူလဲဆိုပြီးတက္ကသူရဲ့နာမည်ကိုမီးတာအဲ့ဒါကကိုရီကမှတ်ထားရမှာဥပမာခွန်နီဝဒူချီတာဒက်စကာလို့မီးတယ်ဆိုရင် တိုင်းပြည်ကဘယ်တိုင်းပြည်လဲနိုင်ငံကဘယ်နိုင်ငံလဲဆိုတာတွေကိုမေးတာပေါ့နော်အဲ့အတွက်ပြန်ဖြေရင်နိုင်ငံနာမည်ပဲပြန်ပြီးတော့ဖြေပေးမယ်အောက်မှာလည်းဒီတိုင်းပဲခိုင်ရှာဝဒိုချီရာဒက်စ်ခါလို့မေးထားရဆိုရင်ကုမ္ပဏီကဘယ်ကုမ္ပဏီလဲဆိုရင်ဥပမာ IMC Des IMC ကုမ္ပဏီပါဆိုပြီးတော့လေပြန်ပြီးတော့ဖြေပေးရမယ်နာမည်ပဲပြန်ဖြေပေးရမှာနော် နလကဒါယီကကူဝဒိုချီရာဒက်စကတကဒိုဝဘေတကဒိုလေလိုမီရာအဲ့တော့ကိုရီကဆာကူရာဒါယီကကူဒက်စ်ဆာကူရာတကဒိုဘာဆိုပြီးတော့တကဒိုရင်နမည်ပဲပြန်ပြီးတော့ဖြည့်ပြီးရမယ်ဒါလေးကိုတစ်ချက်လောက်တတိထားပြပါနော်ဒီစကလုံး၃၃ရဲ့အနောက်မှာမေကွန်းစကလုံးဒိုချီရာဒက်စကလို့ပါပြီဆိုရင်ကိုရီကနမည်ပဲပြန်ပြီးတော့ဖြည့်ပြီးရမယ်ပေါ့နော်အဲ့ဒါနောက်တစ်ခုလေးဆက်ပြီးတော့ကြည့်ကြမယ်နောက်တစ်ခုကကျတော့ no ရဲ့အတုံးလေး no အဲ့တော့ not ရဲ့အတိတ်ဘယ်ကအခန်း1 2 3ကတခါတည်းသိပြီးသားရဲ့ဆိုပြီးတော့ဟုတ်ပြီဒီတစ်ခေါက်မှာ not ကိုဘယ်လိုနေရာမှာသုံးမလဲဆိုတော့ထုတ်ကုန်ပစ္စည်းတွေကိုပြောခြင်းရင် not ကိုသုံးပြမယ် အထောက်ကုံပစ္စည်းဆိုတာဥပမာအမေရိကန်ရဲ့ဖနန်းလို့ဂျပန်နိုင်ငံရဲ့ဝိုင်းပလင်းလို့ဒါဆိုရင်အဲ့ဒီနိုင်ငံကထုတ်တဲ့ made in ကိုကိုရီးကပြောကြတာဒါဆိုရင် နောက်နှလုံးရဲ့ကြားထဲမှာ not ကိုခံပြီးတော့သုံးပြီးမယ်နိုင်ငံနိုင်ငံကထုတ်လုပ်လိုက်တဲ့ထုတ်ကုံပစ္စည်းကို ပြောကြည့်ရင် နောက်နှလုံးကြားထဲမှာဘာထင်မလဲ not ကိုထည့်ပြီးတော့ပြောပြီးမယ်အဲ့တော့အောက်ကဥပမာလေးနဲ့တွေ့ကြည့်ရင်ပိုပြီးမြင်သာသွားလိမ့်မယ် ခေါနခရမာဝဒခေါနဒက်စကာဒီကားကဘယ်နိုင်နေရဲ့ဟာလေအဲ့ဒီမှာတေချာလေးမှအစာချောင်းကိုသူကနိုင်နန်ကိုမေးတာဖြစ်တဲ့အတွက်မေးခွန်းစကားလုံးဒုခုနေပဲသုံးမယ်နော်နိုင်နန်ဆိုတာလေနေရာဆိုင်ရင်းထဲဝင်နေတဲ့အတွက်ဒုခုပဲသုံးမယ်အဲ့ဒီအခါမှာကိုရီကဥပမာဒီကားကတော့ဂျပန်နိုင်နန်ထုတ်ပါလို့ပြန်ဖြေခြင်းရေမေးခွန်းပြန်ကောက် この車は日本のです。え、ジャパンနိုင်ငံရဲ့ဟာပါဆိုပြီးတော့တို့ခုနေရာမှာနိုင်ငံနာမည်ပြန်ထည့်ပြီးတော့မိကုန်းပြန်ကောက်ပြန်ဖြည့်ပြီးလိုက်ယုံပိဒီလိုလေးပြောတာပါเนาะအဲ့တော့ကားကဘယ်နေရာရဲ့ဟာလဲလို့မေးတာမဟုတ်ဘူးဒီကားကဘယ်နိုင်ငံထုတ်လဲဆိုရဲထုတ်လုပ်တဲ့နိုင်ငံကိုမေးခြင်းရင်တို့ခု not desk car ဆိုပြီးတော့မိကုန်းလေးလှုပ်ပြီးပြောလို့ရတယ်ပေါ့เนาะအကောင့်နံတစ်ခုကြည့်ရအောင် そのカサはどこのカサですか?エリティがベナイナン取ってティレ。だそういん取ってないねんを提示なってて。エトラン何の論じゃれま not てびろとは見たり。てげろこれがアメリカンやティばそういんアメリカのカサですろ便利ってびろやれ。 ။နောက်အဲ့ဒီတော့နောက်နှလုံးကြားထဲမှာဘာခံထည့်မလဲ။နော့ကိုခံထည့်ပြီးတော့ပြောပေးမယ်။အဲ့ဒါဆိုရင်ဒီနော့ရဲ့အတုံးအနှုံးလေးကအခန်း1နဲ့3မှာဆိုရင်3မျိုး3နည်းရှိသွားပြီနော်။အဘာဒီလဲဆိုရင်အခန်း1တုံးမှာကိုရီတင်တာသက်ဆိုင်မှုတွေပြောတဲ့အခါမှာ3နည်းနော့။အခန်း2မှာဆိုရင်ကိုရီကပိုင်ဆိုင်မှုတွေကိုပြောတဲ့အခါမှာ3နည်းနော့။ နောက်ထပ်အခုအခန်းသုံးပါဆိုရင်ထက်ကုံပစ္စည်းတွေနဲ့ပတ်သက်ပြီးပြောချင်ရင်နောက်နှလုံးကြားထဲမှာ note ထည့်ပြီးပြောလို့ရတာအဲ့အတွက်အခန်း1နဲ့3သုံးခုလုံးကဆက်ဆက်နေတာဖြစ်တဲ့အတွက် note ရဲ့သုံးတဲ့နေရာလေးတွေကိုသေချာလေးမှတ်မယ်နော်အဲ့ဒါဆိုရင်တော့အခုပြောထားတဲ့အခန်း3ရဲ့ grammar လုပ်ကလေးတွေကဒီလောက်ပဲရှိပါမယ်အဓိကကတော့သူကနေရာကိုညွှန်ပြတဲ့စကားလုံးလေးတွေရဲ့မိခွန်းစကားလုံးလေးတွေဘယ်လိုမီးမလဲဆိုတာတွေကိုသေချာလေးသိထားရင် အခန်း3အတွက်ကအကုန်ရပါပြီအဆင်ပြေပါပြီ ်နော်အဲဆိုရင်နောက်တစ်ပိုင်းမှာအခန်းလေးရဲ့ grammar နှုတ်ကလေးတွေကိုဆက်ပြီးတော့သင်ပေးပါမယ်နော်